လူတန်းလောက်ပြပြီးနောက်ွယ်မှာသူများအငယ်နောင်ဖြစ်နေတဲ့မင်းသမီးအချောင်းတဲပြောလာတဲ့လှနှုတ်ထုံပြည်သူများလုံးမင်္ဂလာပါရှင့်ရောက်ွက်မီဒီယာကနေပြန်လည်ကြိုဆိုလိုက်ပါတယ် ပြည်သူတွေကအမြဲတမ်းအကြံဉာဏ်ကောင်းတွေပေးနေတတ်သူအခြေရေးဆရာမကြီးလာနေထွန်းကတော့အခုချိန်မှာချစ်သူကောင်းလေးနဲ့တာယာနေခဲ့ပါပြီ။သူမရဲ့ဘဝကအသက်ထဝက်လောက်ကတည်းကချစ်သူကောင်းလေးဟုံးတာဆန်းကိုရရှိထားတဲ့အတွက်အသက်ကြီးမှမထုံမနှံ့နေဖြစ်နေရဆိုတဲ့ဝေဖန်မှုတွေလည်းရရှိနေပါတယ်။ဒါပေမဲ့အဲ့ဒီလိုမျိုးကိုထက်အသက်ငယ်တဲ့သူကိုမုံပေးပြီးတော့ကြိုက်နေရတဲ့ပိုဆိုးတဲ့အနုပညာရှင်မင်းသမီးတွေရှိနေတဲ့အကြောင်းဖော်ထုတ်လာခဲ့ပါတယ်။အဲ့ဒီမင်းသမီးကအရင်တုန်းကဘယ်လိုဘဝမျိုးကလာခဲ့ရတယ်ဆိုတာကိုလည်းဘယ်သူကမှမသိကြပါဘူး။ ောင်းအမြင်ကအချိန်မှတော့ကဆိုရင်သူများတကာရဲ့ယောက်ျားတွေနဲ့လည်းပတ်သက်ပြီးတော့တွဲခဲ့မှုတွေတူတူတယောက်ပဲဖြစ်ပါတယ် အင်တာရှင်မန်တိလျက်နဲ့အဲ့ဒီလိုမျိုးတထဲကြီးရင်နဲ့ရှောက်ပြီးတော့တွဲနေခဲ့ပြီးနာမည်ပြတွေများစွာရရှိနေပေမဲ့လက်ရှိမှာတော့ပြည်သက်ဝေဖန်မှုတွေကိုလည်းမခံရတော့ပါဘူး။ဘာဖြစ်လို့လဲဆိုတော့အခုလက်ရှိမှာအပိုင်ကင်လို့ရမယ့်နိုင်ငံကျော်တထဲကြီးတယောက်ကိုလက်ထပ်သွားခဲ့ပြီးတော့အလူတန်းတွေလုပ်ပြရင်းနဲ့အထင်ကြီးစရာကောင်းနေတိုင်းနေရာကြောင့်ဖြစ်ပါတယ်။ဒီလိုမျိုးနေထိုင်နေရာကြောင့်အကုန်လုံးကတော့သူမကိုရိုးသားဖြူစင်သူအလူတန်းရရောသူစိတ်တော်ရကောင်းသူမင်းသမီးလေးဆိုပြီးထင်နေကြတာဖြစ်ပါတယ်။ ဒါပေမဲ့အဲ့ဓာရီအကောင်လုံးကအပေါ်ရန်ဖုံးခွေထားတဲ့ဟန်ပြရီသာဖြစ်ပြီးတော့တကယ်တဲ့အတွင်စိတ်ကတော့ဘလောက်တိပုံနေကြောင်းလန်ဒူထွန်ကပြောပြလာခဲ့ပါတယ်။သူမကတော့အရှိကိုအရှိတိုင်းနေထိုင်တတ်ပြီးတော့ဟန်မဆောင်တတ်တာကြောင့်ပရိသတ်တချို့ကသဘောမကျပဲအမြင်ကက်နေကြတာဖြစ်ပါတယ်။ ကိုပါတာကိုအချက်စစ်နဲ့ကိုထက်အတန်းငယ်တဲ့ကောင်လေးကိုတွဲမိရဲ့ဆိုပေမဲ့လည်းအဲ့ဒီကောင်လေးကအင်းတောင်ရှိရသူမဟုတ်ပဲလူပြိုတယောက်ဖြစ်ပါတယ်။ဒါကြောင့်ဒါရီကအပြစ်မရှိပဲအပြစ်ရှိတာကအင်းတောင်ရှိရတထေးကြီးကိုအပိုင်ကင်ပြီးတော့လက်ရှိမှာအလူတန်းတွေလောက်ပြကဟန်ဆောင်နေရဲ့မင်းသမီးတာဖြစ်ကြောင်းဖော်ထုတ်လာခဲ့ပါတယ်။သူတို့တွေကကိုပိုင်ရင်ချင်းနဲ့ပတ်ဆိုင်ရှာဖွေနိုင်စွမ်းလုံးဝမရှိတဲ့သူတို့ယူထားတဲ့တထေးကြီးတွေရဲ့ပေးစာကန်းစာကိုပဲစားနေရတာဖြစ်ပါတယ်။ဒါပေမဲ့လှနှုတ်ထွန်းကတော့အဲ့ဒီလိုအနေထားနဲ့လုံးဝကိုကွာခြားပြီးကိုပစက်နဲ့ကိုဂုံယူ ွာရပ်တည်နိုင်တဲ့အမိခိုခင်းတဲ့အမျိုးသမီးတစ်ယောက်ပဲဖြစ်ပါတယ်။သူမကတော့ချစ်သူရေးစားကိုထောက်ပံ့ပေးမယ်။ချစ်သူစီကနေထောက်ပံ့မှုကိုပြန်မယူတတ်တဲ့တကယ့်ကိုလေးစားစရာကောင်းတဲ့အမျိုးသမီးတစ်ယောက်ပါ။ဒါကြတော့လူတွေကအပေါ်ယံကိုကြည့်ပြီးအထင်မြင်သေးနေကြပြီးတော့အလူတန်းတွေနဲ့မျက်နှာဖုံးဆွထားတဲ့မင်းသမီးကိုတော့အထင်ကြီးနေတာဖြစ်ပါတယ်။အဲ့ဒီလိုမျိုးတိတ်တိတ်ပုံပွားကိုရောက်ရှိနေတဲ့မင်းသမီးတွေကိုအထင်ကြီးနေကြတဲ့ပြည်သက်တွေများနေရကြောင်းလောင်နှုတ်ထွန်းကတော့ဖော်ထုတ်ခဲ့ရပါ။အမြဲတမ်းအမှန်တရားတွေကိုပဲပြောနေတာဖြစ်တဲ့ဆရာမကြီးလောင်နှုတ်ထွန်းနေနဲ့ အခုလိုမျိုးထုတ်ပြောလာတဲ့အခါမှာပရိသတ်တွေကဒါကဘယ်မင်းသမီးများဖြစ်မလဲဆိုပြီးဟိုဒီဒီထင်နေကြပါတော့တယ်။တချို့ကတော့လက်ရှိမှာအလူတန်းတွေအများကြီးလုပ်ပြနေတဲ့မင်းသမီးပိုးချပြုခင်များဖြစ်နေမလားလို့တွေးတောနေကြပါတယ်။ဒါပေမဲ့တချို့ကတော့အရန်ကိုချမ်းသာကြွယ်ဝပါတယ်ဆိုပြီးယတနာတွေကိုတစ်ခုပြီးတစ်ခုထုတ်ကြွားနေတဲ့မင်းသမီးဝန်းမုံရွှေကြီးဖြစ်နေတယ်လို့လည်းပြောနေကြပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်ကြီးတို့ရဲ့အမြင်ပါရောလှမ်းလို့ထုံပြောသွားခဲ့တဲ့အလူအတန်းတွေပဲလုပ်ပြပြီးသူများရဲ့အငယ်အနောင်ဖြစ်နေပါတယ်ဆိုတဲ့မင်းသမီးက ဘယ်သူများဖြစ်မယ်လို့ထင်ပါသလဲမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးသွားခဲ့ပါအောင်ရှင်အစောနေ့ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်ရှင်